ဲဒီနေ့ကမေသူကမာလာရှန်ကောတယုံလုံးအချက်ကျွေးมาဖြစ်ပါတယ်ကြဲအဲ့တော့စချက်မယ်အရွက်ကတော့ကစုံရက်နဲ့စူပရာညွန့်ထည့်မယ်မာလာအနှစ်ကိုကြတော့ဒါစိုင်သုံးလို့တော့ပြောတာပဲမေသူဝယ်လာတာဘူးကြီးလေးဝယ်လာလိုက်တယ်ပေါ့နော်ဒီလေးကနည်းနည်းစူလာပြီဆိုတော့ဆော့စိတ်လေးထည့်ပါမယ်ဆော့စိတ်လေးကချက်ပြီဆိုတော့ဆယ်လိုက်ပါမယ်ကေမုံလေးတွေကြောပါမယ် ူကဖောင်းဖောင်းပွပွလေးဖြစ်လာပြီဆိုတော့ဆဲလိုက်ပါတော့မယ်ကဲခုမိသူစီတက်ပါတော့မယ်ပို့ပြီးတော့မွေးမွေးလေးဖြစ်သွားအောင်ဆိုပြီးတော့မှဂျင်းနဲ့ကျက်တုံချူနဲ့တက်မယ်ပေါ့နော်အမှန်ဆုံးရေ6ထောက်လို့ပါတော့နဲ့ထည့်ပြီးတော့တန်ပုံမွေးတယ်ဒီတော့အခုလောဆဲဂျင်းနဲ့ကျက်တုံကိုစီပူလာလို့ရှင်ထည့်ပါမယ်စီကကြတော့နည်းနည်းလေးများထားမယ်ပေါ့နော်ဒါဆိုတော့မေသူကအရင်ဆုံးခုကြက်သားကိုစီတက်ပါမယ်ကြက်သားကြက်တာကြာတယ်ဆိုတော့ ကြာမဲ့ဟာအရင်ထည့်မယ်ပေါ့နော်ကဲအဲ့တော့မေသူကမာလာအနှစ်ကိုလေနည်းနည်းချင်းစီသူ့ကိုထည့်သွားလိုက်မယ်နော်ကဲဒီမှာကြက်သားလေးကနည်းနည်းတင်းတင်းလေးနဲ့လေကြက်တရောင်ရှိလာပြီဆိုလို့ရှိရင်ကြမဲကိုထည့်ထည့်ပါမယ်ကဲအဲ့တော့မာလာအနှစ်လေးကိုထည့်ထည့်ပါမယ်လိုတိုးဖို့ရှော်လေးပေါ့နော်အဲ့တော့ဒါလေးကိုခဏထားထားပါမယ်မေသူစိတ်ရှင်တော့နည်းနည်းပေါ့မယ်ထင်တယ်သီလားစားလေးရင်ထည့်မယ်နော်အဲ့တော့ကြက်သားမုတ်လေးထည့်မယ်ကဲအဲ့ဆိုရင်ပဇွန်လေးထည့်ပါပြီပဇွန်ကလေမေသူရှာလကအေးနဲ့စိန်ပြီးတော့ဆေးထားဆိုတော့ညှိနှက်လုံးဝမနှံဘူးပေါ့နော် မာလာရောင်းငှက်ချက်နဲ့မီးပြတ်သွားတယ်ကဲအခုကတဖြည်းဖြည်းနဲ့အိုးကအရန်ကျက်လာလို့လေမင်းသူအိုးလေးလှဲလိုက်မယ်နော်အများစားဆိုတော့လေကောလေရေချမ်းစီချမ်းလေးဖြစ်နေပြီနော်ရေချမ်းစီချမ်းလေးဖြစ်တော့အရန်လဲမကတ်အောင်အိုးလဲမကတ်တော့အောင်မင်းသူအရွက်ကလေးတော့ထည့်လိုက်မှနဲ့အရွက်ကလေးရင်မမ်းသွားအောင်လို့ခွင်လိုက်ပါမယ်အများစားအခုမှပထမဆုံးချက်ကတော့နည်း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 ခက်ကဲအဲ့တော့ခုနကကြော်ထားတဲ့ကိမုံလေးတွေ sausage လေးတွေထည့်လိုက်ပါမယ်။အဖြစ်ဖြစ်နေတော့မာလာရှန်ကော့လေးကအယုံလုံးပေါ်လာပါပြီ။ချက်ရင်နဲ့မီးပြတ်သွားတာလွဲလို့ပေါ့နော်။မီးလေးကပြတ်သွားတော့ lighting လေးကဒီလိုလေးတော့ဖြစ်သွားပါလိမ့်။ဟိုကတသားလေးဖြစ်သွားတဲ့ဒီချက်အမှာပေါ့နော်။အဲ့ဒါမာရတာစကောက်မှာပါ။ Okay အဲ့တော့အမိုလေးရင်ထည့်ပါမယ်။ရတာဝင်မောင်းနေပါမယ်။ကဲနောက်ဆုံးအဆင့်နောက်ဆုံးကျန်တဲ့ခေါက်ဆွဲလေးတွေထည့်လိုက်ပါပြီ အဲ့တော့ဒါလေးတွေကိုနှံ့အောင်နေပြီးလို့ရှင်တော့မာလာရှန်ကောမှုမှုလေးရပါပြီ။ကဲဒီမှာပေးမိမမနဲ့ချက်ပြုတ်ပြီးတော့ဒီရုပ်ဖြစ်သွားပြီးတော့ဒီလိုမာလာရှန်ကောလေးရပါပြီ။အားလုံးစားဖို့သွားခေါ်လိုက်ပါမယ်။ကဲမာလာရှန်ကောစားလို့ရပါပြီ။ရပါပြီ။ ကောင်းလားစားလို့ကောင်းလားလည်းပြောကြအောင်